မင်္ဂလာပါရှင်။အောက်တိုဘာလ29ရက်နေ့ BBN ရဲ့ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ကမြို့နယ်တွေကိုစစ်ကောင်စီတပ်ကဗုံးကျဲချတိုက်ခိုက်မှုတွေအဆက်မပြတ်လှုပ်ဆောင်လာနေတယ်ဆိုတဲ့သတင်းကိုသတင်းနောက်နိုင်နိုင်ကပေးပို့လာတာဖြစ်ပြီးဥထုံးကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အရခတ်တပ်တော် AA သိမ်းပိုက်ထိ ंछ ုတ်ထားတဲ့ရခိုင်ကမြို့နယ်တွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဗုံးကျဲချတိုက်ခိုက်မှုတွေအဆက်မပြတ်လှုပ်ဆောင်လာနေတယ်လို့ရခိုင်ဒေသခံတွေစီကသိရပါတယ်။ အေအေသိမ့်ပိုက်ထိမ့်ချုပ်ထားတဲ့တောင်ကုတ်အမ်ပုံနာကျွန်းစားတဲ့မြို့နယ်တွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေ jet fighter drone တွေနဲ့ဘုံကျဲတိုက်ခတ်မှုတွေအစမပြတ်လှုပ်ဆောင်လာနေတာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့ညနေ9နာရီကျော်အချိန်မှာစစ်ကောင်စီတပ်ကတောင်ကုန်းမြို့နယ်မိချောင်းထိုးကျေးရွာအနီးကမဟောဒရာခမဲ့ကိုပိုင်ထက်တန်းကျောင်းကိုစစ်ကောင်စီတပ်ကလေကြောင်းကနေ jet fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် ဆိုပါစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲချတိုက်ခိုက်မှုကြောင့်ចောင်းဆောင်တစ်ခုလုံးမှာလုံးဝပြိုကျပျက်စီးသွားပြီးចောင်းဆောင်ထဲမှာလူနေသူတွေမရှိတာကြောင့်ရဲသားတွေထိခိုက်မှုမရှိဘူးလို့တောင်ကုန်းဒေသခံတဦးက BBN ကိုပြောပါတယ်။ပြီးကြတဲ့အော်တိုဘားလ26ရက်နေ့ကလည်းစစ်ကောင်စီဟာအမ်းမြို့နယ်မြို့ဟောင်းရက်ွက်ကိုလေကြောင်းကနေ Jet Fighter နဲ့ပေါင်250ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်မှုကြောင့်အုံတန်းចောင်းသားတဦးထိခိုက်ဒဏ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီအော်တိုဘတ်26ရက်နေ့ညနေပိုင်းမှာပဲစစ်ကောင်စီတပ်ကပုံနာကျွန်းမြို့နယ်ကွမ်းအောင်ကြေးရွာနီးကိုဒရုန်းနဲ့ဘုံကျဲချတိုက်ခိုက်မှုကြောင့်ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းအသင်းကအသင်းဝင်လူငယ်တူမှလည်းဘုံစားထိမှန်ကတေဆုံးသွားခဲ့ရတာလည်းဖြစ်ပါတယ်စစ်ကောင်စီတပ်ကရခိုင်ကအရခတ်တပ်တော် AA သိမ့်ပိုက်ထိန်းချုပ်ထားတဲ့မြို့နယ်14ခုကရန်ပြေပေါတော့ပုံနာကျွန်းရသေးတောင်ဘူးသီးတောင်မောင်းတော့ကြောက်တော်မင်းပြမြေပုံနဲ့မြအူးမြို့နယ်တွေမှာရွေးကောက်ပွဲမကျင်းပဘူးလို့ကြေညာထားပေမဲ့ လက်ကျန်လေးမြို့နယ်ဖြစ်တဲ့ M တောင်ကုန်းတန်တွဲနဲ့ဂွားမြို့နယ်တွေမှာတော့ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတာဖြစ်ပြီးလက်ရှိမှာဆိုပါမြို့နယ်လေးခုကိုရေချောင်းလေချောင်းကနေတိုက်ခိုက်လာနေတာဖြစ်တယ်လို့စစ်ရေးလေ့လာသူတူကပြောဆိုပါတယ်စစ်ကောင်စီတပ်ဟာရခိုင်ပြည်နယ်အတွင်းကိုရခိုင်ရိုးမတဖက်ချမ်းကနေထိုးစစ်ဆင်တိုက်ခိုက်ဖို့ပြုလုပ်နေပြီးရခိုင်ကဂွားမြို့ ARI နယ်ဆက်အမ်းမြို့မကွေးနယ်ဆက်တောင်ကုန်းမြို့ပဲခူးနယ်ဆက်တွေမှာလည်းအရခတ်တပ်တော် AA ရဲ့တံပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်အကြာဆုံးများစွာနဲ့ရင်ဆိုင်နေရဆဲဖြစ်ပါတယ် အလားတူစစ်ကောင်စီကသူတို့ထိန်းချုပ်ထားတဲ့စစ်တွေမျိုးကပုံနာကျွန်းမျိုးနယ်တွေကိုထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက်ပြုလုပ်နေပေမဲ့လည်းအရက်ခတ်တော်အေအေကလက်နက်ကြီးပစ်ခတ်မှုဒရုန်းတွေနဲ့တိုက်ခတ်မှုကြောင့်ရှေးမတိုးဝင်ဖြစ်နေကြတယ်လို့လည်းသိရပါတယ်စစ်ကောင်စီတပ်ကတော့ရေကောက်ပွဲကိုရခိုင်ကအေအေသိမ်းထားတဲ့မျိုးနယ်စစ်ခုမှမကျင်းပါပါဘူးကျန်တဲ့မျိုးနယ်မှာကျင်းပါမယ်ဆိုပြီးတော့ထုတ်ပြန်ခဲ့တာပေါ့ဆိုတော့အစ်ဒီလင်းမျိုးနယ်ကရခိုင်ရုံးမနဲ့ဆက်ဆက်နေတဲ့မျိုးနယ်တွေဖြစ်ပါတယ် စိတ်ကွန်စီတကအေဒီလင်းမျိုးတွေကိုရေကောက်ပွေးမတိုင်ခင်ထိုးစစ်စင်တိုင်ခင်မဲ့သဖို့ဖြစ်ပါတယ်လက်ရှိမြေပြင်မှာတော့သူတို့ထင်ထားသလိုဖြစ်လာတာမရှိပါဘူးအေဒီလင်းမျိုးတွေကိုထိုးစစ်စင်လုံးများတော့စိတ်တွေကနေပြီးတော့ပုံတော်ကျွမ်းပေါတိုဖက်တွေကိုထဲပြီးတော့ထိုးစစ်စင်ဖို့ကြိုးစားလာတာကိုတွေ့ရပါတယ်အေဒီလင်းကြောင့်တွေကလည်းသူတို့ထင်ထားသလိုဖြစ်လာတာမရှိပါဘူး ဒါပေမဲ့လည်းစစ်ရှုံးစစ်ကောင်စီရာရခိုင်ကမြို့ရွာတွေလူနေထူထပ်တဲ့နေရာတွေစေယုံစီကန်းတွေနဲ့စာတင်ကြောင်းတွေကိုရွေကျက်ရှိရှိလေချောင်းရေချောင်းကနေလက်နဲ့ကြီးတွေအပါဝင်ဒရုန်းနဲ့ဘုံကျက်ချတိုက်ခိုက်မှုတွေကိုအဆက်မပြတ်လှုပ်ဆောင်လာနေတာလည်းဖြစ်ပါတယ်။ရခိုင်မှာတိုက်ပွဲနှစ်နှစ်တာကာလနီးပါးမှာစစ်ကောင်စီတိုက်ရက်တပ်ဖြတ်မှုကြောင့်ရခိုင်ဒေသခံပြည်သူ2800ကျော်ထိခိုက်ဒဏ်ရာသေဆုံးသွားခဲ့ရတာလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ခေါင်းလိုက်မှုမျိုးနဲ့အတွင်းစစ်ကောင်စီနဲ့တော်လိုင်းတပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်နေပြီး အထိုင်စခန်းတချို့ကိုတိတ်ဆီရရှိတယ်ဆိုတဲ့သတင်းကိုကွန်မင်းတော်ကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကချင်ပြည်နယ်ခေါလန်ဖူးမြို့နယ်အတွင်းစစ်ကောင်စီနဲ့ဒေါ်လန်ရေးအင်အားစုတွေကြားထိတွေ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပြီးစစ်တပ်လက်အောက်ခံပြည်သူစစ်တွေရဲ့အထိုင်စခန်းအချို့ကိုဒေါ်လန်ရေးအင်အားစုတွေဘက်မှတိမ်ဆဲရရှိရရှိရလို့သိရပါတယ်။ KIA ဥဆောင်တဲ့တော်လန်ရေးတပ်ဖွဲ့တွေတိမ့်ပိုက်ထားတဲ့ခေါလန်ဖူးမြို့နယ်အတွင်းကလန်ဆယ်ဒေသကိုပြန်လည်ရရှိဖို့အတွက်စစ်ကောင်စီအနေနဲ့ ဒေသခံရဝံပြည်သူစစ်တွေကိုအုံပြုကစစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲတွေဖြစ်ပွားခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။လမ်ဆယ်ဒေသကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်သားပြည်သူစစ်တွေနဲ့တော်လှန်ရေးအားစုတွေကြားပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာကတည်းကတိုက်ပွဲကြီးကြီးမားမားဖြစ်ပွားခဲ့ပြီးစက္ကစဘက်မှစစ်ကြောင်းပြက်ကထွက်ပြေးခဲ့ရတာတွေလည်းရှိတယ်လို့သိရပါတယ်။ဒါတည်းမကအော်တိုဘာလာတတိယပတ်အတွင်းမှာလည်းလမ်ဆယ်ဒေသအတွင်းမှာတောင်မှ ခေါလံဖူးမျိုးနယ်တွင်ရှိစက္ကဆလက်အောက်ခံပြည်သူစစ်ရဲ့အထိုင်စကန်းတစ်ခုကိုလည်းဒေါ်လာရင်းတပ်ဖွဲ့တွေဘက်မှတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီအနေနဲ့လမ်ဆဲဒေတာကိုထိုးနေတဲ့စစ်ကြောင်းတွေနဲ့ခေါလံဖူးတဝိုက်ကစစ်စကန်းတွေမှာလည်းယခုရပိုင်းအတွင်းမှာလူလက်နက်ဖြည့်တင်းမှုတွေပုံမှုလှုပ်ဆောင်တာတွေပြုလုပ်နေတယ်လို့သိရပါတယ်။ယခုထိုးစစ်ဆင်နေတဲ့လမ်ဆဲဒေတာထိုးစစ်အတွင်းရဝံပြည်သူစစ် ဥတန်ဂူတန်ခေါင်းဆောင်တဲ့ပြည်သူစစ်တွေကိုလမ်းပြအနေနဲ့စစ်ကောင်စီမှရှေ့ကအုံပြုတာခိုင်းစင်နေရတယ်ရှိရလို့သိရပါတယ်။အဆိုပါတန်ဂူတန်ခေါင်းဆောင်တဲ့ရဝဝံပြည်သူစစ်တွေဟာအစင်အဆက်ခိတ်ထိုင်တာနဲ့စက်ကြီးကောက်တာတွေကအဓိကပြုလုပ်သူများဖြစ်တဲ့အပြင်မူရစေးအလွန်ကျွံသုံးဆဲကြသူများဖြစ်တယ်လို့လည်းသိရပါတယ်။ဒီလိုတိုက်ပွဲတွေ့ကြုံရှိရာကြောင့်ယခုဖြစ်ပေါ်နေတဲ့လန်ဆယ်ဒေသကတိုက်ပွဲတွေအတွင်း အဆိုပါရဝံပြည်သူစစ်တွေဟာစစ်တပ်ထပ်ပုံမထိခိုက်ပေဆုံးမှုများပြီးတုံ့ပန်းအဖြစ်ဖမ်းခံရတာတွေလည်းရှိတယ်လို့အဆိုပါသတင်းရင်းမြစ်မှဆက်ပြောပါတယ်။စစ်ကောင်စီဟာလန်ဆယ်ဒေသပြန်လည်ရရှိရေးအတွက်မြေပြင်စစ်ကြောင်းတွေနဲ့တမက လေကြောင်းကနေပါတိုက်ခိုက်မှုတွေရှိတာကြောင့်ပြီးခဲ့တဲ့လအတွင်းအရက်သားပြည်သူအချို့ပေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ တော်လန်ပြည်သူလူထုနဲ့လူထုတော်လန်ရေးကိုပြည့်ရွယ်ပြုစော်ကားပြီးစေအောင်စုရဲ့ရွေးကောက်ပွဲကိုထောက်ခံတဲ့ဝါဒပြတဲ့ရုပ်ဆောင်တွေကိုပြင်ထက်စွာအရေးယူသွားမယ်လို့ရန်ကုန်မြို့ပြကြောက်ကြားတပ်ဖွဲ့ UG 9ဖွဲ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်။စေအောင်စုရဲ့အတုရောင်ရွေးကောက်ပွဲကိုထောက်ခံအားပေးကူညီပြီးယုံကြည်ချက်ချောက်တော်လန်နေတဲ့လူငယ်တို့ကို စော်ကားသလိုလူထုအရေးတော်ပုံကို ပုံဖြတ်ပြီးစိတ်ရဆွေးမှုတွေကျူးလွန်နေတဲ့လူထုရဲ့ အသက်အိုးအိမ်ကိုမီးရှို့တပ်ဖြတ်နေတယ်။စစ်အုပ်စုကိုစစ်ရာဇဝတ်မှုတွေထပ်မံကျူးလွန်အောင်ထောက်ခံပြီးအပိအအများလုံးနေတယ်။အညံ့စာအပြင်းစာဝါရပြန်အမှုပညာရှင်တွေကို ပြင်းထန်စွာအရေးယူသွားမှာဖြစ်တယ်လို့ရန်ကုန်ယူဂျီ၅ဖွဲ့ကဆိုပါတယ်။စစ်အုပ်စုရဲ့ဝါရပြန်ဇလန်းမှာပောင်ဝင်တရုတ်ဆောင်ခဲ့တဲ့နေတိုမြင်းမြန်နေဝင်အေဂျင့်မောင်ချူလီမင်းမြင့်မို့အောက်ခိုင်ငပြောကျော်အောင်တိုနိုင်လေတော်လတ်စူပါလင်း မင်းညိုအောက်ကပြန်ကြီးရဲရဲရောပြောအောင်စင်ဖြိုးစားတဲ့အညံ့စာအဖျင်းစာဝါဒဖြန့်အမှုပညာရှင်တွေကိုလူမှုရေးပြစ်ဒဏ်တွေပြင်းပြထန်ထန်ခတ်ကြဖို့ရန်ကုန် UG ၅ဖွဲ့ကတိုက်တိုးထားပါတယ်ကျွန်တော်တို့ရန်ကုန်မှာတကယ်ရှိနေစော်နေတဲ့အဖွဲ့တွေစုပြီးကြညာချက်ထုတ်တာပါအကောင့်တွေကဘယ်ကောင်မဆိုတွေးတဲ့နေရာမှာတိုက်ခိုက်ရှင်းလင်းသွားမှာပါအချက်အလက်တွေလည်းစုဆောင်းရရှိထားပါတယ် သူတို့ရုပ်ရှင်လောကသားတွေကလည်းသူတို့အချက်အလက်အတိတ်တွေပြဖို့နေတဲ့သူတွေလည်းရှိတယ်လို့ရန်ကုန် Army YA မှာတာဝန်ရှိသူတအုပ်က BBN ကိုပြောပါတယ်စစ်ကောင်စီကကျင်းပါမယ်အတူရောင်ရွေးကောက်ပွဲအတွက်ဝါဒဖြဲရိုက်ကူးထုတ်လွှင့်ခဲ့တယ်ဇလန်းတို့မှာပအဝင်တရုတ်ဆောင်ထားကြတယ်နမကြီးတရုတ်ဆောင်တွေကိုပြည်သူတွေကအပြင်းအထန်ဝေဖန်နေကြသလိုလူမှုရေးပြည်ထောင်တွေလည်းပေးနေကြတာပါကျွန်တော်တို့ယူဂျီတွေက ပြည်သူအပေါ်မျက်နှာမူပြီးယက်တိကြတဲ့သူတွေပါပြည်သူအလိုမရှိတဲ့မိသူကိုမဆိုးကျွန်တော်တို့ရဲသူပါပဲပြည်သူကြွေးတာစားပြီးပြည်သူကိုအစိတ်ခတ်နေတဲ့လူတရိတ်ဆန်တွေကိုကျွန်တော်တို့ဒီတိုင်းကြည့်မနေပါဘူးလို့ရန်ကုန်အာမီ WA မှာတာဝန်ရှိသူတအုပ်က BBN ကိုဆက်လက်ပြောကြပါတယ်ပြည်သူတွေကတာဝန်ကျေတယ်လို့လူထုနဲ့အရေးတော်ပုံကိုစော်ကားခဲ့တယ်အညံ့စာဝါဒဖြန့်အမှုပညာရှင်တွေရဲ့နောက်ဖြစ်လာတဲ့ကိစ္စရရရကို ပြည်သူလူထုတရားစီရင်ခံအဖြစ်သတ်မှတ်ပြီးပြည်ပြည်ထက်ထန်စတင်ရည်ယူသွားမှာဖြစ်တယ်လို့ရန်ကုန်အာမီတက်ရှဲရို Operation Flame မာတာဆန်ရန်ကုန် Force နဲ့ Broker System အဖွဲ့တွေကထုတ်ပြန်ထားတာပဲဖြစ်ပါလေ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မင်းနှုံမြို့နယ်ပတိမုံရွာလမ်းမိုက်ပေါ်ရှိမဲစလီကျေးရွာနယ်ဝမ်းနွေးကျေးရွာကြားမှာတိုင်းစီရဲမှုပါကာလေးစီကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာ ကားပေါ်ပါလေးယောက်ခန့်ထိခိုက်သေးဆုံးပြီးခြေဆံများနဲ့ငွေသားများကိုတိတ်ဆိတ်ရရှိခဲ့တယ်လို့အမှတ်တစ်စစ်တွေကပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှတ်လေးတရင်ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။အော်တိုဘာလ28ရက်နေ့နေ့လယ်3နာရီခန့်မှာတပ်သွင်းတရေပေးချက်အရပသိမ်မုံရွာလမ်းမိုက်ပေါ်မှာကင်မုံဝင်ဆောင်ဆိုင်နေစဉ်စစ်ကောင်စီရဲ့တိုင်းစင်ရဲမှုပါ ကာလီစီဟာဝမ်းတို့ရွာဘက်ကိုမောင်းလေလာခဲ့တယ်လို့သိရပါတယ်။တော်လဲတဖွဲ့များက ထိုကားလေးစီးကိုမိုင်းဆွဲတိုက်ခဲ့ခဲ့ရမှာ4ဝီကတစီထိမှန်ကမောင်းမြေသွားခဲ့ကြပြီမယ်။နောက်မှထပ်မံလိုင်းလံပြစ်ခတ်ရှင်းလင်းခဲ့တာကြောင့်မိုင်းထီယာကားကိုထားခဲ့ပြီးဒဏ်ရာရသူများကိုတခြားကားပေါ်တင်ကမောင်းနေထွက်ပြေးသွားကြတယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်းမျက်မြင်တွေအရရန်သူဘက်မှ6ဦးခန့်ထိခိုက်ဒေဆုံးနိုင်က7.62 G 88တောင်း G3 G24 တောင်းနဲ့ကာပိုင်ကြီး18တောင်းတို့ကိုတိုက်စီရမိတဲ့အပြင်စေ3ဆောင်ဆက်ဆက်ပစ္စည်းများနဲ့ငွေသား3သိန်းကိုလည်းတိုက်စီနိုင်ခဲ့တယ်လို့သိရပါတယ်။အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကိုတရက်ခရိုင်စစ်ဌာနအမှတ်လေးတရေတက်ခွဲနှစ်ကတိုက်ခဲခဲ့ကြခြင်းဖြစ်ပြီးမိုင်းထီတော်ကားကိုမီရှုဖြက်စီးခဲ့ပြီးတော်လိုင်းတပ်ဖွဲ့များကထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းအစီအစဉ်ကိုကိုရစ်ချက်ကတက်ဆက်ပေးတော့မှာပဲဖြစ်ပါလေ။ပါလက်စတိုင်းလူမျိုးတွေပေါ်အစ္စရေးရဲ့မတရားဆက်ဆံမှုပေါ်အဆုံးသတ်ဖို့ဆန္ဒပြမှုတွေဟာပုံမကျေလောင်လာပြီးကြီးမားလာပါတယ်။ဂါဇာမှာအစ္စရေးကကျူးလွန်ခဲ့တဲ့လူမျိုးတုံးတပ်ဖြတ်မှုကိုတိုက်ရိုက်မြင်တွေ့ခဲ့ကြရပြီးနောက်ကမ္ဘာတွင်းကလူတွေဟာအစ္စရေးကိုတပိတ်မောက်ဘွိုင်းကော့လုပ်ပြီးတောင်းဆိုမှုတွေအမြင့်ဆုံးအဆင့်ကိုရောက်ရှိလာတာပဲဖြစ်ပါတယ်။အမေရိကန်နဲ့ကနေဒါရှိအကြောင်းဝင်းဆန္ဒပြပွဲတွေနဲ့စကန်ချမှုတွေကြောင့် အဓိကပညာရေးဌာနအချို့ဟာအစ္စရေးလို့ဖို့ကံမဲ့တွေနဲ့ဆက်ဆံရေးပြတ်တောက်ခဲ့ပြီးအစ္စရေးမှာယင်းနှမြုံနယ်မှုတွေကျဆင်းသွားခဲ့တာကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံအချို့ကပါလက်စတိုင်းကိုနိုင်ငံတစ်ခုအဖြစ်အသိအမှတ်ပြုခဲ့ကြပါတယ်ပါလက်စတိုင်းဩစတြေးလျလူမျိုးတူဖြစ်တဲ့ဒေါက်တာမိုဟာမက်မူစတာဖာဟာပုံမကောင်းမွန်တဲ့ဘဝကိုရှာဖွေဖို့သူ့ရဲ့မိဘတွေဟာဆယ်စုနှစ်များစွာကတည်းကသူ့ရဲ့ဇာတိဖြစ်တဲ့ DRL ပါလာမဂါဇာအလယ်ပိုင်းကိုထွက်ခွာခဲ့ရပါတယ်။သူကလွန်ခဲ့တဲ့နှစ်နှစ်အတွင်းဂါဇာဆေးရုံတွေမှာ ခြေနှောဝန်ထမ်းဖြစ်လောက်ကင်ခဲ့ပြီးတော့ဂါဇာကိုတွားရောက်လေပတ်တာတွေညီလာခံတွေတက်ရောက်တာတွေနဲ့ပါလက်စတိုင်းလူမျိုးတွေအတွက်ထောက်ခံအားပေးမှုတွေကိုလူမှုကွန်ရက်မှာမျှဝေခဲ့ပါတယ်။လူမျိုးစုံတက်ဖြတ်မှုကိုတိုက်ရိုက်ထုတ်လွှင့်ကြီးစုခဲ့ရတဲ့အတွေ့အကြုံကလူတော်များကိုပြောင်းလဲစေခဲ့တယ်လို့သူကပြောပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကပါလက်စတိုင်းလူမျိုးတွေဟာဟင်းလင်းမြင်တွေကိုအော်ဟစ်နေတယ်လို့ခံစားခဲ့ရပါတယ်။အခုဆိုတိုက်ကြီးတစ်ချောင်းလူတွေခြိတဲ့ဆန္ဒပြအမှုပညာဖန်တီးမှုနဲ့တရားမျှတမှုကိုတောင်းဆိုနေတာမြင်တွေ့ရတာဟာ ဘာကြီးကနောက်ဆုံးတော့နူးထလာပြီဆိုတဲ့မျှော်လင့်ချက်ကိုပေးစွမ်းပါတယ်လို့သူကပြောခဲ့ပါတယ်။ကျွန်တော်ငယ်တုန်းကဒီလိုကဘာလုံးဆိုင်ရာဆီလုံးညီညွတ်မှုအစဉ်ကိုတခါမှမတွေးခဲ့ဘူးပါဘူး။အခုဒီလိုင်လုံးကြီးဟာလှဲ့လာတာကိုမြင်ရတာတကယ်ကိုစိတ်လို့ရှားစရာပါပဲ။အမန်တရားကနောက်ဆုံးတော့သူ့ရဲ့အတန်ကိုရှာတွေ့သွားပြီလို့ခံစားရပါတယ်လို့သူကဆက်ပြောပါတယ်။ဒီမျိုးသုံးတက်ဖြတ်မှုကိုတိုက်ရိုက်ထုတ်လွှင့်ကြည့်ရှုခဲ့ရတဲ့အတွေ့အကြုံဟာလူတော်များကိုပြောင်းလဲစေခဲ့တယ်လို့သူကပြောပါတယ်။ကျွန်တော်ရစ်ချတ်ပါ။ အောက်တိုဘာလ29ရက်နေ့ BBN ရဲ့ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြီးစုသူမိဘပြည်သူများရှင်လန်းချမ်းမြေကြပါစေရှင်။ကျမတူစားပါ။